AAE တိုက်လေရင် WUA အစီအစဉ်ဟာအာနာရှင်စနစ်ဤနောက်ဆုံးခံတပ်နေပြီးတော့ကိုတိုက်ရိုက်စိန်ခေါ်လာပြီလားမြေပြင်တိုက်ပွဲလေမှာအောင်ပွဲများရယူပြီးတဲ့နောက်ယခုက AAE ရဲ့ရည်မှန်းချက်ဟာဝေဟင်ဆိုးမိုးရေးကိုဥတီလာနေပါပြီတိုက်လေရင်ပိုင်ဆိုင်ဖို့ဂျိုးပန်းမှုဟာစစ်ရေးပဋိပက္ခမှာအလွန်အရေးပါတဲ့အဆင့်တစ်တကိုဖြစ်တယ်လို့စစ်ရေးအတိုင်းဝိုင်းကထောက်ပြပါဗျာ AA ဟာ လေချောင်းတိုက်ခိုက်ယူဆွမ်းရည်ရဖို့ဘာကြောင့်စဉ်းစားနေရတာလဲအဖြေကတော့ရိုးရှင်းပါလေစစ်ကောင်စီရဲ့လေတပ်ကိုတိုက်ပြန်ဟန်တာချင်းချောင်းနိုင်ဖို့အတွက်ဖြစ်တယ်မြမတိုက်မတော်သည်၎င်း၏လေချောင်းဆွမ်းအားကိုအာကိုနီအေအေအပါအဝင်ပြိုင်ပမျာကိုအစဉ်စစိုက်ဖိအားပေးခဲ့တာဖြစ်ပါတယ်စစ်တပ်ရဲ့လေချောင်းတိုက်ခိုက်မှုတွေကအရတားတွေနဲ့တော်လန်အေးသမားတွေပေါ်ကြီးမားတဲ့ထိခိုက်မှုများဖြစ်ပေါ်စေခဲ့ပါတယ်မြမပတိပတ်ခဤဘိရင်တွင်မှာနောက်ဆုံးစစ်ရေးပဟန်လီတစ်ခုရှိပါတယ် အရာခတ်တတ်တော် AA လက်ထဲတို့စစ်သုံးတိုက်လေရင်တစဉ်ရောက်ရှိခဲ့လေရင်စစ်ကောင်စီကံကြမ်းနဲ့မြမစစ်ရေးဘလို့အပြောင်းလဲတွေဖြစ်သွားမှာမလဲဟုတ်ပါတယ်ကျွန်တော်တို့ဒီနေ့မှာဒီအကြောင်းအရာတွေကိုအသေးစိတ်သွန်သပ်သွားမှာဖြစ်ပါတယ်ယခုအချိန်အထိစစ်ကောင်စီအကြီးမားဆုံးသောအာဏာချက်သည်လေချောင်းစူမိုးရင်းနဲ့စစ်ကောင်စီရဲ့တိုက်လင်းရင်တွေပေါ်မှာအခြေခံသည့်စစ်ကောင်စီရဲ့အာတာချက်ဟာလေရက်အာတာချက်တစ်ခုသာရှိပါတယ်။၎င်းတို့၏ FTC 2000 case နဲ့ MiG 29လေယာဉ်များက မြေပြင်ရှိတော်လိုင်းရဲ့တပ်များကို အချိန်မရွေးထိုးနိုင်သည်လေးထောင်ရင်ကားတုံးယောကဗိုလ်ချဆိုးမှုသည်အရသာပြည်သူတွေရဲ့အသက်အိုးအိမ်တွေကိုပါ ထိခိုက်နေရတာတနိုင်ငံလုံးမှာဖြစ်ပါတယ်အေအေသည်မြေပြင်တိုက်ပွဲ90ရာခိုင်နှုန်းကြောင့်အောင်မြင်ခဲ့သော်လည်းစစ်ကောင်စီရဲ့လေကြောင်းချိမ့်မြောက်မှု လေကြောင်းအနိုင်ကျင့်မှုကိုမဖယ်ရှားနိုင်သေးပါဘူးအေအေဟာအခုရင်ဆိုင်လေရလဲစစ်ကောင်စီရဲ့လေကြောင်းရန်လေရရဲ့ဗိုလ်ချဆိုးမှုမြများကိုတံပြန်တက်ရောက်ဟန့်တားနိုင်ဖို့အတွက် လေရင်ပိုင်ဆိုင်မှုအတွက်လေရင်ဝယ်ယူမဲ့တဲ့ရင်ဟာလည်းမြန်မာစစ်ရေးစောင့်ကြည့်လေးစားသူများအကြအတော်လေးကိုပြန့်နှံ့နေပါတယ်။အေအေရဲ့တိုက်လေရင်အစီအစဉ်ဟာစစ်ကောင်စီတို့အိမ်မဆိုးကြီးအဆဖြစ်လာလိမ့်မယ်လို့နိုင်ငံရေးအကဲခတ်တကူးကတုံ့ပြန်ပါတယ်။၎င်းဒီရက်အနှဲငယ်တွင်စစ်ပွဲကိုအဆုံးသတ်နိုင်စွမ်းရှိသောယူရပိုင်ဆိုင်ရာပြောင်းလဲမှုဖြစ်သွားနိုင်တယ်။ပိုပြင်းထန်တဲ့တန်ပြန်တက်ရောက်မှုများလည်းဖြစ်သွားနိုင်ပါတယ်ဆိုပြီးပြောပါရယ်မြမဝေဟင်းဘောမှာ အေအေအီလေရင်ကစင်းပေါ်လာလျင်စစ်ကောင်စီ၏လေရင်မှုများသည်ယခင်ကလိုလွတ်လပ်စွာ ပြန်ထမ်းပြီးဗိုလ်ချုပ်ချင်းတိုင်းလှုပ်ချင်တိုင်းလုံနိုင်တော့မည်မဟုတ်တော့ပါစစ်ကောင်စီရဲ့တိုက်လေရင်တွေဟာအေအေရဲ့ပြစ်မှတ်ဖြစ်လာမှဖြစ်ပြီးစစ်ကောင်စီလေတပ်အတွက်လည်းလေကြောင်းစင်ခေါ်မှုဖြစ်သည်စစ်ကောင်စီ၏လေကြောင်းထောက်ပံ့မှုအဲဒင်စပို့တီလည်းအတိုင်းတာတစ်ခုအထိရပ်တန့်သွားမည်အေအေလေကြောင်းစွာ အသုံးပြုမှုသည်ရဂိုင်းသွမှုကိုမကွေးနယ်တွင် အဆုံးသတ်မည်မဟုတ် ၎င်းသည်ဖြူရမြောက်နေရာများကိုဥတီသွားနိုင်တယ်။စစ်ကောင်စီ၏အဓိကဖြူရကုန်းများနဲ့နေပြည်တော်သို့ဥတီသောကွက်ကဲရဲလမ်းကြောင်းများသည်လေကြောင်းထူးစစ်၏ပစ်မှတ်ထစ်လာမည်။တော်လန်ရဲ့ဆိုးရတခုဖြစ်ခဲ့တဲ့ LTTE တမိကြများသည်စစ်ရေးပိုင်ဆိုင်ရာအင်အားမြင့်မားတဲ့ပြိုင်ဘက်ကိုလေရင်ငယ်များနဲ့တိုက်ခိုက်ခဲ့တဲ့တမိုင်းဖြစ်ရမျိုးလည်းရှိတယ်။ယခု AA ဟာထိုထက်ပုံမမြင့်မားသောနှီးပညာများကိုအသုံးပြုနိုင်တဲ့အလားလာကောင်းများစွာရှိလိုက်တဲ့ဥပမာ ဈေးသက်သာသော K8 ကဲ့သို့သောဂျက်လီယင်ကိုအသွင်းပြု၍အင်အားမြင့်မားသောစစ်ကောင်စီလေတပ်ကိုအတိုင်းတာတစ်ခုအထိဟန့်တားနိုင်ပြီး AAE ရဂိုင်းကုံတွေကြီးကရရှိတဲ့ငွေရေးစွမ်းအားနဲ့၎င်းဘူးဤတဘာဝတရန်ချတာရမြကရရှိမဲ့ငွေရင်းများသည့် AA ဘူးချုံကြီးလေယင်ဝယ်ယူတဲ့အစီအစဉ်မှာဖြစ်နိုင်ခြေရှိတဲ့လက်တွေ့အခြေအနေတစ်ခုဖြစ်တယ်လို့စစ်ရေးအကဲခတ်တအူးကထောက်ပြထားပါတယ်စစ်ဖွဲ့ဤကံကြမ္မာသည်လည်းမြေပြင်တစ်ခုတိုင်းမှမဟုတ်ဝေဟင်ပေါ်အထိအေးပါလာတော့မဲ့အနေအထားဖြစ်ပါတယ် ေးအေးဤလေချောင်းအိမ်မက်သည်စိတ်ကူးတတ်တမုံပါ၎င်းသည်မြေပြင်အချက်လက်များပေါ်အခြေခံပါတယ်။နေမြေထင်းချုံမှုအေးအေးသည်ရခိုင်ပြည်နယ်80ရာခိုင်နှုန်းမှ90ရာခိုင်နှုန်းကိုလက်တွေ့ကြကြထင်းချုံထားပြီးထပါတယ်။၎င်းသည်စစ်ရေးရနိုင်နိုင်ငံတခုပုံဖန်သို့ရောက်ရှိနေပြီဟုတုံ့တက်နိုင်ပါတယ်။တိမ့်ပိုက်လက်နက်များအေးအေးသည်မကြသေးခင်စစ်ကောင်စီ၏အနောက်ပိုင်းတိုင်းစစ်တကြင်ချုံနာဘခအန်ပါဝင်တပ်ရင်များစွာကိုတိမ့်ပိုက်ခဲ့ပြီးဗျူဟာမြောက်လက်နက်များနဲ့ စစ်လက်နက်ထောက်ပံ့ရေး PC များကိုရရှိခဲ့ပါတယ်။၎င်းတို့သည်ရန်သူလက်နက်ကိုရန်သူကိုပြန်တိုက်တဲ့ view ဟာကိုကျင့်သုံးနေပြီဖြစ်ပါတယ်။ထုလုပ်မှုချင်းရော့မှု AA နဲ့မဟာမိတ်တပ်များသည်မကွေးနယ်ပဲခူးတိုင်းဒေသကြီးမှရှိသည့်စစ်ကောင်စီ၏လက်နက်ဆက်ယုံများကိုဖျက်တောင်းရန်သို့မဟုတ်တင်ပတ်ရန်ထိုနယ်မြေတွေသို့ထိုးဖောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ဤဒီမှာစစ်ကောင်စီ၏ရေရွှေစစ်ရေးစွမ်းရည်ကိုထိခိုက်စေမှာ အမှန်ပဲဖြစ်ပါတယ်။စစ်ကောင်စီသည် ၎င်း၏မြေပြင်ဆုံးရှုံးမှုများကို လေကြောင်းဆွမ်းရသင့်အစားထိုးကလွတ်မြောက်အောင်စူးစမ်းနေပါရဲ့စစ်ကောင်စီသည် MiG-29 တိုက်ခိုက်လေယာဉ်များနှင့်တိုက်ခိုက်ရဟေရန်၏များကိုအ धिक အားကိုးနေပါရဲ့ဒါအပြင်ဤလေကြောင်းတိုက်ခိုက်မှုများသည်စစ်တပ်၏ညီမချက်ပစ်တပ်များထက်အရတားနေအိမ်များနှင့်စာတင်ကျောင်းများကို ထိမှန်မှုများဖြစ်ပေါ်စေခဲ့သည်ဟုသတင်းတွေတွေ့နိုင်ပါရဲ့ဒီဒီမှာ AA ကိုလေကြောင်းဆွမ်းလာတိဆောက်ရန်နိုင်ငံရေးရထွန်ထပိနေခြင်းဖြစ်ပါတယ်။ အေအင်းဖူပေါင်းတက်များသည်လေးရန်မရှိသေးတော့လဲလေကြောင်းစစ်ပွဲ၏ဤပညာကို အတိုင်းအတာတစ်ခုအထိအသုံးပြုနိုင်နေပါတယ် drone ကွန်မန်မူအေအင်း PDF တို့သည်အစစ်မြင့် drone စစ်ပွဲဤပြူဟာတွင်ကျွမ်းကျင်လာပါတယ်၎င်းတို့၏ drone များသည်ရန်တို့ပြူဟာဂုံးများကိုတိကျသောထိမှန်မှုများပြုလုပ်နိုင်သောကြောင့်စစ်ကောင်စီခန္ဓာများသည်အကာအကွယ်မရှိတော့လို့တခုပြီးတခု ဆုံးရှုံးနေရတာမြင်သွားပါတယ်စည်ရင်မဟာမိတ်အညာ AAD ၎င်း၏မဟာမိတ်တွေဖြစ် KIA နဲ့ဝါထောင်တို့ကတိုင်စင်နီးပညာနဲ့ဆီလနတ်ဖီစီထောက်ပံ့ရေးများကိုရရှိနေသည်ဟု သုံးသပ်ရပါတယ်။ဤထောက်ပံ့မှုသည် လေရင်ဝဲယူအစီအစဉ်အတွက်ဗန်နာယင်းနဲ့ထောက်ပံ့ရေးလမ်းကြောင်းများကိုလည်းအထောက်အကူခိုင်းမာစေမှာဖြစ်ပါတယ်။ AAE ဘူဟာတကာကွယ်ရေးမှထိုးစစ်စီတို့ AAD စစ်ကောင်စီကိုဈေးကြီးသောတိုက်ခိုက်လေရင်များနဲ့တိုက်ရိုက်ရင်ဆိုင်တိုက်ခိုက်တာထက်စစ်ကောင်စီအတွက်အရေးပါတော့လက်နက်ထုတ်ဆက်ရုံများနဲ့ စစ်ကြောင်းပြူဟာစပန်နဲ့စခန်းထိုးကြီးတွေကိုတန်းပြန်ထိုးနှက်တာမျိုးပို့ဖြစ်နိုင်တယ်လို့စစ်ရေးအကဲခတ်တဦးသာပြောပါတယ်။၎င်းတို့ရည်ရွယ်ချက်တည်စစ်ကောင်စီစစ်စင်ရေးပုံစံကိုလုံးဝပြောင်းလဲပေးချင်ခြင်းဖြစ်ပါတယ်။မဟာပြူဟာမြောက်ချင်းညောင်းမှုသည် AAE လေရင်တစည်းပွာလာတော့ကြောင်းစစ်ကောင်စီသည်၎င်းတို့၏လေးတပ်ကိုရခိုင်မသာမကနိုင်ငံအနှံ့ကိုကာကွယ်ရန်အတွက်ခွဲထုတ်ရတော့မှဖြစ်ပါတယ်။ဤဒီမှာစစ်တပ်၏အင်အားကိုချက်ချင်းဖြန့်ချက်လိုက်သည်ဟု ဆိုနိုင်ပါတယ်။ပြစ်သက်စနစ်အားကိုဗျိုခွဲခြင်းသည် AAD ၎င်းတို့၏လေယာဉ်များကိုစစ်ကောင်စီ၏ရေဒါစခန်းများလေကြောင်းထိန်းချုပ်ခွင့်စင်တာများနှင့်လေယာဉ်စီဇိုးလုံးများများကိုပြစ်သက်ချေမှုများဖြစ်ပါတယ်။စနစ်၏ကြောရုပ်ဗျိုခွဲခြင်းသည်အောင်မြင်နိုင်ခြင်းအလွန်မင့်မားသည်ဟုဆိုနိုင်ပါတယ်။ဤပညာနှင့်ထိရောက်မှုမြင့်ဗျူဟာများ AAD ဗီယက်ကုံနဲ့ PKK လို့ကလေရင်စင့်ကျင်နီးပညာများကိုအသုံးချနေပါတယ်။ MAMPDS ပခောက်တန်းဒုံးချက်များနဲ့ ပေါ်ပါသောလက်နက်များကိုအသုံးပြု၍အိမ်ပြန်သောရင်းရင်းလေးများနဲ့ဒရုန်းများကိုပစ်ချခြင်းသည်လေတပ်၏တိုက်ရိုက်ဆင်းခေါ်သောအစွမ်းထက်ဆုံးလက်နက်များဖြစ်ပါသည်။အေးအေးအေးလေကြောင်းအိမ်မှသည်ယခုအခါရိုးရှင်းတော်စီအေးလူရှာမှုအဆင့်ကိုကျော်လွန်သွားပါပြီ။၎င်းသည် နိုင်ငံတော်၏ကံကြမ္မာကို ပြန်လည်ရေးဆွဲမဲ့မဟာဗျူဟာဖြစ်ပါသည်။အေးအေးအေးသည်လေရင်ပိုင်ဆိုင်ကြောင်းကြီးညာလိုက်တဲ့နေ့ဟာစစ်ကောင်စီစစ်တပ်၏မပြိုကွဲနိုင်သော စွမ်းအားဆိုသည့်အယူအဆကို အပိတိုင်ခြေဖြတ်လိုနိုင်မှာဖြစ်ပါတယ်။ AAD လေချောင်းရံကာကွယ်ရေးစွမ်းရည်နဲ့တံပြန်ထိုးစစ်တိဆောက်နိုင်ရေးဟာစစ်ကောင်စီရဲ့အကြီးမားဆုံးအားသာချက်ကို ဆုံးရှုံးရတော့မဲ့အဓိကထိုးနှက်ချက်မဟုတ်ပါလား။ AAAD မြေပြင်အချက်အလက်များနယ်မြေထိန်းချုပ်မှု AAAD ရခိုင်ပြည်နယ်ဤ80မှ90ရာခိုင်နှုန်းကိုလက်တွေ့ကြကြထိန်းချုပ်ထားပြီး၎င်းသည် နိုင်ငံတော်ဤကံကြမ္မာကို ပြန်လဲရေးဆွဲမယ်မဟာဗျူဟာဖြစ်ပါတယ်စစ်ကောင်စီတပ်မှတင်ပိုက်လက်နက်များသည့် AAA သည်မကြာခင်မှာစစ်ကောင်စီ၏အနောက်ပိုင်းဒိုင်းစစ်တချို Western Command and Abawin တပ်ရင်များစွာကိုတင်ပိုက်ခဲ့ဤဟာ လေးလင်သောလက်နက်များနဲ့စစ်လက်နက်ထောက်ပံ့ရေးပစ္စည်းများကိုရရှိခဲ့သည်ပါ၎င်းတို့သည်ရန်သူလက်နက်တို့ရန်သူကိုပြန်တိုက်သည့်ဗျူဟာကို င့်သုံးနေပြီဖြစ်ပါတယ်။ထုတ်လုပ်မှုချင်းမြော့မှုအေအေအေနဲ့မဟာမိတ်တပ်များသည် မကွေးနဲ့ဘကူးတိုင်းဒေသကြီးတွေမှာရှိသောစစ်ကောင်စီ၏လက်နက်ဆက်ရုံများကပါစာ factories ကိုဖျက်တောက်ရန်သို့မဟုတ်သိမ်းပိုက်ရန်နယ်မြေအထိထူးဖောက်ဝင်ရောက်နေပြီဖြစ်ပါတယ်။ဤသည်စစ်ကောင်စီ၏ရေရှည်စီရဲစွမ်းရည်ကို ထိခိုက်စေသည်ဖြစ်ပါတယ်။စစ်ကောင်စီသည်၎င်း၏မြေပြင် ဆုံးရှုံးမှုများကို လေချောင်းစွမ်းအားဖြင့်အစားထိုးကလွတ်မြောက်အောင်ကြိုးစားနေပါသည်အဓိက တိုက်ခိုက်မှုများစစ်ကောင်စီသည် ရခိုင်နှင့်အခြားပဋိကပဒေသများမှ လေချောင်းနှင့် drone တိုက်ခိုက်မှုများကိုပိုမိုမြင့်တင်အသုံးပြုလာခဲ့ပြီး၎င်းတို့သည် MiG-29 တိုက်လေယာဉ်များနှင့် တိုက်ခိုက်ရေးရဟန်းရဲများကိုအဓိကအားကိုးနေကြပါသည် လေချောင်းမှအရက်သားများထိခိုက်မှုဒီလေချောင်းတိုက်ခိုက်မှုများသည်စစ်တပ်၏ရီမန်းကျက်ပစ်တပ်များထက် အယက်သားနေရာများနဲ့စာတင်ကြောင်းများကိုထိမှန်မှုများဖြစ်ပေါ်စေခဲ့သည်ဟု သတင်းများကဖော်ပြထားပါသည်။ဤသည် AAA ကိုလေကြောင်းစွမ်းနာတိဆောက်ရန်နိုင်ငံရေးအရာထွန်းအားပေးနေခြင်းဖြစ်ပါသည်။ထိုးဖောက်နေပြီဖြစ်သည်။ Drone ကွက်ကဲမှု AA နှင့် PDF တို့သည်အစင်းမြင့် Drone စစ်ပွဲနည်းပြဟာတွင်ကျွမ်းကျင်လာကြောင်း၎င်းတို့၏ Drone များသည်ရန်သူ view ဟာကုန်းများကိုတိကျသောထိမှန်မှုများပြုလုပ်နိုင်လေအတွက် စစ်ကောင်စီ၏ရိုးရခန္ဓာများသည် အကာအကွယ်မရှိတော့စစ်ရေးမဟာမိတ်အင်ဟာအေးအေးသည်၎င်း၏မဟာမိတ်များအတိုင်းကိုမိပညာနှင့်စစ်လက်နက်ပစ္စည်းအထောက်ပံ့မှုများကိုရရှိနေသည်ဟုသုံးသပ်ရသည်ဤထောက်ပံ့မှုသည်လေရင်ဝယ်ယူရေးစီစဉ်အတွက်ဗန္ဒယေးနှင့်ထောက်ပံ့ရေးလမ်းကြောင်းများကို ခိုင်မာစေသည် အေးအေးသည်စစ်ကောင်စီအတွက်အေးမဆိုးဖြစ်စေမိလေရင်ပိုင်ဆိုင်ရေးအိမ်မက်ကိုအကောင့်ထဲဖော်ရရတဲ့လွန်ကြီးမှသော စင်ခွဲရမှုများကိုရင်ဆိုင်ရမည်။ ဤလို့ရသည်တောင်လန်ရေးတက်များပြတဲ့အောင်ပွဲဤခွန့်လန်းကိုပေးနိုင်တော်လဲအကြည့်ကျကြရှုံးနိုင်သည့်အန်တရဲလည်းရှိနေသည်ဝယ်ယူမှုနှင့်ထောက်ပံ့ရေးဒီပထမဆုံးအ धिक အခက်ခဲဖြစ်သည်စစ်သုံးလေရင်များသည့်အလွန်ဈေးကြီးသည်အေးအေးသည်လက်ရှိဗန္ဒာရေးခိုင်းမှတော်လဲလေရင်တစ်စင်းသောမဟုတ်နှစ်စင်းပင်လင်ကြီးမသောကုန်ကြစရိတ်များရှိသည်နိုင်ငံကလည်းနဲ့ပိစုမှုများကိုရှောင်လွယ်ပြီးလူရှက်စွာဝယ်ယူရမည်ဤပညာနှင့်လေ့ကျင့်ရည်သည်လည်း အဓိကအားနည်းချက်ဖြစ်သည်တိုက်လေရင်ကိုမောင်းနှင်ရန်ပြုပညာနှင့်ထိန်းသိမ်းရန်အစဉ်ညက်လေရင်မှုများဤပညာရှင်များနှင့်မြေကျွန်းဝန်ထမ်းများလိုအပ်သည်ဤလူရင်းအားကိုလင်းညာစွာလေ့ကျင့်တည်ဆောင်ရန်သည် အချင်းဤယူရရွယ်လွန်ခတ်ခဲသောစင်ခေါ်ရမှုဖြစ်သည် လေသက်စခန်းဤလုံခြုံရေးသည်အကြီးဆုံးအန္တရာယ်ထက်လာမည်လေရင်များထားရှိမည်စခန်းသည်စစ်ကောင်စီ၏လေကြောင်းထောက်လန့်ရေးနှင့်ဒုံးကျပ်များ၏ပစ်ထမီးထက်လာမည်ဒီစခန်းများကိုဖုံးကွယ်ရနှင့်ခုကန်တိုက်ခတ်ရန်အတွက် ြီးမားသောအင်အားကိုသုံးဆွဲလာမိ။အေအေဤလေရင်ပိုင်းဆိုင်ရန်ကြိုးပမ်းရေးတွင်အောက်ဖြအားနည်းချက်များသည်၎င်းတို့၏စစ်အေးအောင်မြင်မှုကို ထိခိုက်စေနိုင်သည်။ရန်သူ၏ဤပညာအသာစီးရောက်မှုစစ်ကောင်စီသည်အေအေထဲပေါ်၍အင်အားကြီးမားသောလေတပ်နှင့်လေရန်ကာကွယ်ရေးစနစ်များကိုပိုင်ဆိုင်ထားသန့်ဖြစ်သည်။အေအေဤလေရင်တစ်စင်းတစ်စင်းသည်အများပြားဝိုင်းရံတိုက်ခိုက်ခံရ၍လင်းပြန်သွားဆုံးရှုံးသွားနိုင်သည့်အန်ဒီယားရှိသည်နိုင်ငံရေးဖီအားအေအေသည့်လေရင်ပိုင်ဆိုင်လာဘက အကျန်းဖတ်အဖွဲသောမဟုတ်တိုင်းပြည်ကိုပိုရေးရှုပ်ထွေးစေသောအဖွဲအဖြစ်နိုင်ငံတကာ၏ပိုရေးပြင်းထန်သောဖိအားပေးမှုကိုရင်ဆိုင်ရနိုင်သည်ဤသည့်နိုင်ငံရေးကြောင်းဖြစ်ထိခိုက်စေနိုင်သည်ဤကြီးမားသောစင်ခေါ်ရာမှုများကြားတွင်ပင် AA ၏လေရင်ဤမှတ်သည့်မလွဲ့တွေပွေအောင်မြင်မှုစီသို့ဥတည်စေသောထူးခြားသော အားသာချက်များရှိနေသည်ဒရုန်းစစ်ဖွဲ့တွေကြောင့် AA နှင့် PDF တို့သည်ဒရုန်းစစ်ပွဲတွင်ကျွမ်းကျင်သာကြသည် ဤနည်းပညာတွေကြောင့်သည်လေရင်ထိန်းချုပ်မှု ပြင်းမထားမှုနဲ့ထောက်လိုင်းအေးရင်ခြေကံကောင်းဖြစ်လာနိုင်သည်ဤသည့်နိပညာအခွင့်လမ်းပင်ဖြစ်သည် ခိုင်မာသောစီကားနှင့်စိတ်တပီအေးအေးအင်းစတီညာသည်စီပန်းရှိ၍အနိုင်ရသောစိတ်တပန်းဆန်ရသည်သူတို့သည်ခက်ခဲသောလေ့ကျင့်မှုများကိုလင်းမြန်းစွာသင်ယူနိုင်၍လေရင်များ၏ထိမ့်သိမ့်မှုနှင့်လွတ်လျပ်စစ်အုပ်ခံရေးများကိုအောင်မြင်အောင်လှုပ်ဆောင်နိုင်တတ်မီဤသည့်တိုက်ပွဲဆွမ်းရည်ကိုမြင့်တင်စေသည်။နောက်ပြန်တော်လွယ်နိုင်သောနိုင်ငံ၏အခြေအနေအေးအေးသည့်လေရင်ပိုင်ဆိုင်ကြောင်းကျင်ညာလိုက်ခြင်းသည် စိတ်သက်၏စိတ်သက်ကိုကြီးမားသောထိုးနှက်ရှင်ရောက်စေသည် လေရင်ဆုံးရှုံးသွားကြလင်တို့တို့စင်ခေါ်ချက်သည်တောင်းလန်၏ရှင်ကိုရော့ကြစေမဟုတ်ပါဤသည်မဟာဖြူဟာမြောက်အနိုင်တနိုင်ဖြစ်သည်အေအေဤလေရင်အိမ်မက်သည်စစ်ကောင်စီ၏အကြီးဆုံးအာသာချက်ဖြစ်သောကောင်းကင်ရအာဏာကိုဘလို့ခြေဖြတ်နိုင်ပါမလဲအပြည့်သည်ပြောင်မြောက်သောဖြူဟာနှင့်ပြည်သူအင်အားရင်တင်ရှိနေသည်အေအေသည်ဈေးကြီးသောတိုက်လီရင်များဖြင့်စစ်ကောင်စီကိုတိုက်ရရင်ဆိုင်တိုက်ခိုက်မိမဟုတ်ပါ ်ဤသည်ကြရှုံးမိလမ်းဖြစ်သည်သူတို့၏ရည်ဝဲချက်သည်စစ်ကောင်စီ၏စစ်စင်ရေးပုံစံကို လုံးဝပြောင်းလဲပြရမှုဖြစ်သည်အေအေသည်သူတို့၏စစ်ရေးဤမှန်းချက်များကိုအမြင့်ဆုံးသို့ပို့ဆောင်ရာဆုံးဖြတ်ထားသည်အေအေနှင့်ပူလောင်တပ်တို့အောင်မြင်မှကစစ်ပွဲ၏တမိုင်းတပ်နှင့်မွင်ကြံသောညမပီတမိုင်းတပ်ကိုရေးထိုးနိုင်မှာဖြစ်ပါသည်အာနာရှင်၏နောက်ဆုံးခံတပ်သည် ပြိုလဲတော်မီဤသည့်ညမမြေသားများအတွက်မလွဲဧကန်ထစ်လာမီအောင်ပွဲဖြစ်တဲ့ဖြစ်သည် လက်ရှိမြမတောင်လန်ရဲ့တက်များကိုကမ္ဘာကအာယုံဆိုင်